ာသမီးတွေကမထောက်ပဲ့လို့အသက်86နှစ်ရွယ်မှာစာကလေးအိမ်ရောက်နေရတဲ့ရန်ကုန်ဝေဘာကီယာဖို့။ဒါလေးတွေလို့ရတယ်ဒါလေး။လောကမှာစုံရည်သာရှိပြီးဆန်ရင်မရှိဘူးဆိုတဲ့အတိုင်းတာသမီးတွေကိုငယ်စဉ်အခါကကျွေးမွေးပြုစုဆောက်ရှောက်ခဲ့ပေမယ့်တာသမီးတွေကမိဘတွေကအသက်ကြီးလာတဲ့အချိန်မှာနည်းနည်းလေးတောင်မှမကူညီနိုင်လို့အသက်86နှစ်ရွယ်တဲ့ဘက်စကာစီကပေမဲစွာနဲ့ဇီအောင်နေရတာကရန်ကုန်မြောက်ကလာပါမြို့နယ်ဝေဘာကီလေးရပ်ကွက်မှာနေထိုင်တဲ့အဖိုးမောင်ဆန်းမှာ မိဘတွေဟာငယ်စဉ်အခါမှာတာသမီဘလောက်ဖြစ်ပါစေအများစုသောမိဘနှစ်ပါးကတာသမီတွေကိုပညာတတ်ကြီးဖြစ်အောင်လူလားမြအောင်ကျွေးမွေးပြုစုဆောက်ရှောက်နိုင်ပါတယ်။ဒါပေမဲ့မိဘတွေရွှေရောက်တဲ့ချိန်မှာတော့မိဘတွေကိုတာသမီတွေကမကျွေးမွေးနိုင်တော့ပါဘူး။အခုခါမှာလည်းရန်ကုန်မြောက်ကလာဝေပါကြီးကအဖိုးဦးမောင်ဆန်းဟာလည်းတာသမီတွေကပြုစုဆောက်ရှောက်တာမျိုးမရှိလို့အသက်86နှစ်ရွယ်မှာစာကလေးအိမ်ရောက်နေရတာဖြစ်ပါတယ်။ အဖိုးဦးမောင်ဆန်းမှာတာသမီ၃ယောက်ရှိပါတယ်။တယောက်ကတော့အသက်30ကျော်ရွယ်မှာစုံပါသွားတာပါ။တမီးတယောက်ကတော့မိုးဆိုးမှမို့ရုန်းကန်နေရတာဖြစ်ပါတယ်။ဒါကြီးဆုံးကလည်းကိုမိသားစုနဲ့ကိုမအဖိုးတို့မိဘနှစ်ပါးကိုမထောက်ပံ့နိုင်ပါဘူး။ဒါကြောင့်လည်းအဖိုးမောင်ဆန်းဟာဇနီးတွေအသက်80ကျော်ဖွားနေတူအခုချိန်ထိစားဝတ်နေရတဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။အဖိုးကအခုချိန်ထိကိုပိုင်းအိမ်နဲ့မနေနိုင်သေးပါဘူး။ဒါကြောင့်လည်းအင်အားကတရာကို1,300နဲ့ငားနေရတာဖြစ်ပါတယ်။ ဒါပြင်ရန်ကုန်မြို့ရဲ့စားစရိတ်သုံးစရိတ်ကြီးမြင့်မှုဒဏ်ကိုခံနိုင်ဖို့အတွက်စားကလေးအိမ်တွေကိုလှည့်လည်ရောင်းချတာဖြစ်ပါတယ်။အစောပိုင်းမှာအဖိုးအားဆက်ပြားနဲ့အခြားသောလူသုံးခုပစ္စည်းတွေရောင်းချပါသေးတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့အဖိုးအားအသက်ကြီးလာလို့အလေးပင်တွေမနိုင်တော့ပါဘူး။ဒါကြောင့်လေပေါ်ပါတဲ့စားကလေးအိမ်တွေကိုရောင်းချတာပါ။စာကလေးအိမ်ရောင်းချတာကလည်းအသက်86နှစ်ရွယ်ဖိုးတယောက်တည်းလွေကူနီယာမျိုးတော့မဟုတ်ပါဘူးအဖိုးကမနေ့စောစောအိယာတွေကဝေဘာဂီယာနဲ့ WBA 64ကနေသွားကမျိုးထဲမှာလည်းလေရောင်းချတာဖြစ်ပါတယ် အသက်60နာရီကနေတဲ့ဖိုးတယောက်တွေဒီလိုမျိုးနေစဉ်မြောက်ကလာကနေမြို့ရဲကိုဘတ်ကားစီးကဈေးသွားရမို့ဆိုတာမလွယ်ပါဘူးအဖိုးကြီးတော့အခုဆိုရင်ရှောင်းကိုင်းနေပါပြီဒါပေမဲ့လည်းဖိုးကအတင်းကဈေးရောက်နေရတာပါဒါမှလေသူတို့ဇနီးမောင်နဲ့ဝမ်းရည်ကိုဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်အထူးသဖြင့်အခုလိုစာဝတ်နေရေးချက်တင်းနေတဲ့ခေတ်မှာစာကလေးအိမ်တွေကိုဝယ်တဲ့သူရှားတာကြောင့်အဖိုးဟာရန်ကုန်မြို့မှာလူကုန်နယ်တွေပေါ်တဲ့ရပိရေးဆိုင်တွေနားမှာထိုင်ကဈေးရောက်နာဖြစ်ပါတယ် ဒီလိုဇီယောင်းနာကြောင့်လေအဖိုးကိုအချို့ကတနာကငွေပေးလှူသွားတာတွေစာကလေးအိမ်အားပေးသွားတာတွေရှိပါတယ် ဒီငွေနဲ့ပဲဖိုးနဲ့ဖွားကဝမ်းရည်ကိုဖြည့်ရှင်းနေရတာပါအဖိုးကသူ့နေနဲ့ကျမရည်ကောင်းကျင်ပြီးတော့နေမကောင်းဖြစ်ချင်မှုလို့ဆိုပါရီဒါမှလည်းဖိုးကကိုဝမ်းစာကိုရှာစားနိုင်မှာပါအဖိုးသာနေမကောင်းလို့ငွေမရှာနိုင်ရင်အဖိုးတို့ဇနီးမောင်နဲ့မှသားသမီးတွေကလည်းမထောက်ပံ့တော့အငယ်ဘေးနဲ့ရင်ဆိုင်ရနိုင်ပါရီဒါကြောင့်လည်းဖိုးကဒီလိုလေးနေကြပြီးတော့ပေပဲစွာငွေရှာနေတာဖြစ်ပါရီအဖိုးတွေနဲ့သူ့ကိုသားသမီးတွေကမထောက်ပံ့တာကိုလည်းပြစ်မရှာတော့ပါဘူးအဖိုးကလောကကရေးဆုံးတာရှိပြီးတော့ရေးဆမ်းမရှိဘူးလို့ယူဆထားပါရီဒါကြောင့်မလို့ ာသမီတွေကိုပြစ်တင်မရှာတော့ပါဘူးအဖိုးကတာသမီမုတ်ဆိုးမတွေကိုတောင်းမှအင်္ဂါကပေးရသေးပါတယ်ဒီဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောအသက်86နှစ်ရွယ်မှာစာကလေးအိမ်ရှောင်းနေရတဲ့ဖိုးကိုဘလို့မြင်ကြပါသလဲခုလိုမြန်မာနိုင်ငံကြီးကြက်တဲနေကြချိန်မှာအုံမီမစွမ်းနိုင်တဲ့မိဘတွေကိုတာသမီတွေမကြည့်နိုင်မဆောက်ရှောက်နိုင်မဲ့ဆက်ပြစ်နေကြတဲ့အပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်